ားလုံးပဲမင်္ဂလာပါဒီနေ့ကျမနဲ့လေ့လာရမယ့်အကြောင်းအရာပါလဲဆိုတော့ဒီလိုမျိုးအာ chef chef ကြီးတို့ဒီလိုမျိုးအထူးပေါ့လေ special ဒီဒီတင်ကြတာလေးတွေတင်ကြတာလေးတွေ ਨੇ အန်တာ collection ဖြစ်ပါလေဘလို့ပြောင်းနေလေးဘလို့ဟာလေးရတာမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောတတ်မှာဖြစ်ပါတယ်အရင်ဆုံးဒီနေ့ပြောမယ့်အကြောင်းအရာတော့ငါးချက်ရှိပါတယ် chef chef ကတော့၃ခါခောက်ပြီလို့ရှိရင်၃ခါထည့်ပြီးရင် under ခောက်နောက်ပြီးတော့ ီ high fan ပေါ့ high fan ကိုလည်းတုံးကထည့်ပြီး under cover ပြီးလို့ရှိရင် high fan ဘောကနဲ့ shift high shift နဲ့ high fan နဲ့တွဲယူလို့နေတဲ့ဒီ high fan out out မြင်ပေါ့လေအဲ့ဒီဟာဆိုလို့ရှိရင်လည်းတုံးက under ဒီလိုမျိုးညီညာချင်းတုံးကထည့်ပြီးတော့ under cover နောက်ပြီးတော့ဒီ star ပေါ့လေဒီကျဲပုံစံလေးတုံးကခောက်ပြီးတော့ under cover လိုက်လို့ရှိရင်ဘလို့ ပြောင်းလဲတွေဖြစ်လာမလဲဆိုတာကိုတစ်ချက်တွက်ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးစမ်းကြည့်မယ်ပေါ့လေစမ်းကြည့်မယ်ဆိုတော့ခါကြတော့ဒီ chef ကိုတောင်းအောင်ခောက်ပြီးတော့အန်တာခောက်လိုက်ရင်ဘယ်လိုအနေထားတွေဖြစ်လာမလဲကြည့်ကြည့်အောင်နော် okay chef နော်ဒီ chef ကကြတော့အာဒီမှာဖြစ်ပါတယ် chef ကတော့နော်ဒီ chef ဒီ chef ကို chef ကဘယ်လိုနေရလဲဆိုတာသိရနော်ဒီ chef နဲ့တောင်းဝင်နေလိုက်လို့ရှိရင် chef ရပါတယ် okay အဲ့ဆိုရင်တစ်ချက်နှိပ်ကြည့်မယ်နော်โอเค shift နှိပ်ပါမယ်1 2 3 Okay under count ကြည့်ပါမယ် Okay ဒီလိုမျိုး line 3 line line 3 line နဲ့တစ်ချောင်းလုံးဆွဲပြီးသွားတာတွေ့ရပါလိမ့်မယ်ဒါကပုံတပုံဝင်မို့လို့လည်းကျဲများပေါ့လေဒီအားကြတော့သူ့ size ရ size အတိုင်းပဲပြပြသားဖြစ်ပါတယ် Okay ကိုရီးယားကြတော့စာတွေပါရိုက်ပြီးဆိုလို့ရှိရင်စာဥမာဒီအော်တပိုက်ပြီးသွားတယ်ဒီကနေ့သူ့နဲ့ကိုကွာချခြင်းတယ်ဒါပေမဲ့အเจ้าရမတက်ဆိုင်တဲ့အခါမှာကွာချခြင်းတယ် ဒါဥမာပြောတာပေါ့လေအဲထားခြင်းလဲဆိုလို့ရှိရင်ဒီလိုအန်တာခောက်လိုက်ရုံနဲ့ခါကျတော့စိလို့တိတ်မလှအောင်ပေါ့လေဟိုကကိုယ်ထည့်ခြင်းလဲဒီလိုမျိုးမြင်းတာပြီးတော့ချလိုက်ခြင်းလဲဆိုလို့ရှိရင်နော်ဒီလိုမျိုးလေးချလိုက်လို့ရပါတယ်โอเคโอเคအဲ့လိုမျိုးလုပ်လို့ရတယ်ဒါက3လိုင်းနော်โอเคရှက်3ကအန်တာโอเคဒီလိုပုံစံလေးရပါလိမ့်မယ်โอเคဆိုရင်ဒီ hyphen နည်းနဲ့အောင်ဘယ်လိုရမလဲပေါ့လေအဲ့တော့ hyphen လေးတစ်ချက်ကြည့်မယ်โอเคဒီမှာ hyphen ဟိုင်ဖန်နဲ့တူတူပဲသူကဘာနဲ့တွဲနေရလဲဆိုတော့အာဟိုင်ဖန်ကတော့ရိုးရိုးပဲနေရတာဟိုင်ဖန်တစ်ခုလည်းပဲနေလိုက်ရပါတယ်โอเคအဲ့ဆိုနေကြည့်မယ်နော်ဟိုင်ဖန်1 2 3ဟန်တာခောက်လိုက်တဲ့အခါမှာဘာလေးပေါ်လာလဲဆိုတော့ခါကျတော့ရိုးရိုးမြင်းမြင့်မြင့်လေးတပုံမြင်းမြင့်လေးတစ်ချောင်းပေါ်လာပါလိမ့်မယ်ဒါကဟိုင်ဖန်ကို၃ချိန်နှိပ်ပြီးတော့ဟန်တာခောက်လိုက်တာပဲဖြစ်ပါတယ်โอเคအဲ့ဆိုလို့ရှိရင်နောက်တစ်ခုကဘာလဲဆိုတော့ shift နဲ့ဟိုင်ဖန်နဲ့တွဲနှိပ်ပြီးတော့ဟန်တာခောက်ကြည့်ပါမယ်โอเค shift နဲ့ဟိုင်ဖန်နဲ့တွဲနှိပ်မှာနော်โอเค1 2 3 ထူမတော်လားမသိဘူးထူသွားတာကိုတွေ့ရပါလိမ့်မယ်ဒီမြင်းနှစ်ခုရှင်းကြည့်လိုက်လို့ရှင်ထူတာနဲ့ပါတာကိုတွေ့ရပါလိမ့်မယ်โอเคအဲဆိုရင်နောက်တစ်ခုအာညီမြချင်းနဲ့တစ်ချက်သားကြည့်ပါမယ်โอเคညီမြချင်းကဲနဲ့တော့အန်တာခလိုက်တဲ့ခါကျတော့မြင်းကဘယ်နှလိုင်းလဲဆိုတဲ့ခါကျတော့တစ်ခါလဲပြပေးသွားတာမြင်းကဒီမှာနှစ်လိုင်းเนาะမြင်းနှစ်လိုင်းနဲ့တစ်ခါလဲမြင်းတစ်ခုဆိုဆွဲပေးသွားပါမယ်โอเคနောက်တစ်ခုကဘာလဲဆိုတော့ star star နဲ့ star တော့ခောက်ပြီး under ခောက်ကြည့်ပါမယ်။ Okay star တဲ့နဲ့တော့ under ခောက်လိုက်တဲ့ခါကျတော့ blue dotted line တစ်ချောင်းလုံးထည့်ပြီးသွားတာကိုတွေ့ရပါလိမ့်မယ်။အဲ့တော့ကိုတော့ရင်တော့တလို့ပေါ့လေ။သူ့နေရာပေါ်မူတည်ပြီးတော့အတုံးဝင်မှုတွေရှိလာပါလိမ့်မယ်။ဒါကတော့ဒီနော် chef တော့ခောက် under နဲ့ star တော့ခောက် under နောက်ပြီးတော့ဒါက hyphen နဲ့ hyphen out ပေါ့လေ။ဒီဟာနဲ့နောက်ပြီးတော့မြညာချင်းနဲ့ အဲ့လိုမျိုးသွားလိုက်တဲ့အခါမှာကျမတို့လေဒီလိုနေထားလေး၃ခု D လား D တဲ့နဲ့၃လေး၅ခုပေါ့လေဒီလိုပုံစံမျိုးလေးနဲ့မြင်တာလို့ရတယ်ဥမာတစ်ခုလောက်ပါပေါ့လေဥမာဒါကတော့ဟောဒါဆိုကြတဲ့တို့တို့အခွင့်ပြုခဲ့ပါတယ်ဆိုတော့အိမ်ကတော့ဖွင့်ချင်ဆိုတော့တို့နှစ်ခုချခြင်းဒါပေမဲ့ထိလိုက်တဲ့အခါမှာမသိတာအောင်မျိုးလုံးလဲအဲ့ဒါကြောင့်မလို့တစ်ခုနဲ့ချလိုက်မယ်ဥမာဒေါက်တာလိုင်းနဲ့ချမယ်ဆိုရင် star ၃ခုနဲ့ under ဆိုလို့ရှိရင်ဒါတို့အတိတ်တတာချသွားပြီပေါ့လေဥမာဒါချသွားပြီတိတိတတာချသွားပြီโอเคတို့နှစ်ခုကြောင်းလည်းကွာ ထားပါတော့မြင်းမယ်အဲ့တော့ high five 3ကအန်တာမြင်းနဲ့ပဲချလိုက်โอเคချပြီးသားဒါဆိုရင်မျက်လုံးထဲမှာလည်းထင်းထင်းလေးကထင်းထင်းရှားတွေ့ရရပါလိမ့်โอเคနောက်တစ်ခုထားပါတော့ဒီအပိုင်နဲ့ဒီတစ်ခုချလိုက်မှာကိုယ်ခေါင်းတင်အောင်တင်တယ်ဒါမှမဟုတ်ရှင်ချခြင်းတယ်အဲ့ဆိုမြင်းများချင်း3ကခေါအန်တာခေါလိုက်နော်အဲဆိုလို့ရှိရင်ဒီလိုခြားသွားတာတွေ့ရမှာပေါ့လေဟိုရှင်းရှင်းလင်းလင်းတွေ့ရတဲ့သဘောမျိုးပေါ့လေအဲ့တော့ကိုကတော့ဘယ်လိုမျိုးပုံစံနဲ့ကိုယ့်ရဲ့စာကိုအလားဆင်မလဲ ဟိုဖတ်သူပဲဖြစ်ပါဖြစ်ပေါ့လေအဲသူတို့တွေတွေ့ရတဲ့အခါမှာလက်တကူမျိုးလုံးရှင်းရှင်းနဲ့တွေ့စီချင်တယ်ဆိုလို့ရှိရင်ပေါ့လေဒီလိုအတုံးဝင်တဲ့ဒီကေးလေးတွေကိုအတုံးချ short cut ကေးလေးတွေအတုံးချပြီးတော့ကျမတို့လေအာကိုယ့်ရဲ့စာစာပိုက်လေးကိုလှအောင်လို့အလှဆင်လို့ရတယ်လို့ပြောချင်တာဖြစ်ပါတယ်ဒီနေ့ရတင်ကားစာလေးရတော့ဒီ၅ချက်ပါပဲအဓိကတင်နဲ့3 4 5ဒီ၅ချက်ကိုပဲအဓိကပြောချင်တာပါအဲ့တော့အာ တော့နဲ့ဒူလေးလာပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်โอเคเนาะဒီငါးချက်ကိုအဲ့တော့အဓိကပြောချင်တာပါโอเคကျေးဇူးအများကြီးတင်ပါတယ် bye bye